ဆိုတော့ယုံရယ်လက်ရယ်ဘသူပို့ပြီးတော့တော်တယ်လဲဘသူပို့ပြီးတော့ကျွမ်းကျင်တယ်လဲဆိုရင်ဘလို့အဖြေပေးမလဲเนาะယုံရယ်လက်ရယ်ဘသူပို့ကျွမ်းကျင်တယ်လဲဘသူပို့တော်တယ်လဲအဲ့ဒါလေးကိုတစ်ချက်တော့ဖြေပေးပါเนาะယုံနဲ့လိမ့်နဲ့ဘသူပိုးတော်တယ်လဲဆိုလို့မေး သူဖို့တော်လဲအဲနော်ဘသူတော်တယ်လို့သာမေးရဘာတော်လဲလို့ကျွန်တော်မေးတာမဟုတ်နော်ဟုတ်တယ်လားအဲ तू နေပယ်နဲ့သူအဓိကအဲ့လောက်ပြောချင်တာ तू နေပယ်နဲ့သူဟုတ်ပြီနော် तू နေပယ်နဲ့သူယုံနဲ့လိမ့်နဲ့ပုံမြင်ကြားဘူးတယ်မလားကျွန်တော်ယုံနဲ့လိမ့်လို့ပြောရင်ပုံမြင်လေးကိုအားလုံးအောင်သွားပြီးတတိယလိမ့်မယ်နော်အဲ့ဟုတ်ပြီနှစ်ယောက်စလုံးတော်တယ်ဘသူဘသူကပုံမတော်သူ့နယ်ပယ်နဲ့သူတော်တယ်ဒီကပြောချင်တာ နော်ယုံနဲ့လိပ်လို့ပြောလိုက်ပုံမြင်လေးကိုသွားပြီးတတိယအဲယုံနဲ့လိပ်ပုံမြင်မှာဘယ်သူကအနိုင်ရသွားလဲလာဟိုကျွန်တော်လည်းတည်ပြီးသားပါအားလုံးလည်းတည်ပြီးသားပါဒါတက်တက်မေးရပါနော်ယုံနဲ့လိပ်မှာဘယ်သူကအနိုင်ရသွားလဲဟုတ်ပြီလိပ်ကနဲ့ဘာဖြစ်လို့လိပ်ကနိုင်သွားတာလဲဆွေးရှိလို့နော်ဒီဇိုင်းမမတ်စူးစမ်းလို့နော်โอเค ။ဘာဖြစ်လို့လက်ကနိုင်သွားတာလဲ။ယုံနဲ့လက်ပုံပဲ။လက်ကစူးစမ်းအထုတ်တယ်။ဇွဲရှိတယ်။နော်။အဲအဲ့တော့အဲ့ဒီဟာလေးပေါ့။လက်ကလည်းဒီဇိုင်းမှတ်စူးစမ်းတယ်မလျှော့သောဇွဲနဲ့သွားတယ်တွေ့တွေ့သွားတယ်နောက်ဆုံးပန်းနိုင်ရောက်သွားတယ်နော်ဒီလိုမျိုးယုံကကျော်ကမနိုင်ဘူးအဲ့ဒီဖွဲမှာ။အဲ့တော့လက်ကဇွဲရှိလို့နိုင်သွားတယ်လို့ပြောကြတယ်။ဒါကိုယုံကြီးကလက်မခံနိုင်ဘူး။ယုံကြီးကကြားတော့ နော်ပုံပြင်းလို့သဘောထားပါနော်ယုံကကြားတော့ဆိုလိတ်ကိုသူကဖုံးဆက်တယ်အိမ်ရောက်တော့လေနော်အလိတ်ကိုဖုံးဆက်တယ်ခဲတော့လိတ်မင်းကဒီနေ့ပွဲမှာတော့မင်းနိုင်သွားတယ်နော်လူတွေကတော့အခုပြောနေကြပြီနော်ဆရာဖူးရဲ့ comment မှာလူတွေကတော့ပြောနေကြပြီလိတ်ကဆွဲရှိတယ်ဝရိယရှိတယ်လုံလရှိတယ်စူးစမ်းအားထုတ်တယ်နော်ဝရိယကြောင့်ပါပြောနေကြပြီတဲ့ဒါပေမဲ့ငါလက်မခံဘူးတဲ့ယုံကြီးကပြောနေတယ်လိတ်ကော မင်းဘာဖြစ်လို့နိုင်သွားတာလဲသိလားတဲ့ဆိုရဲရှိလို့လည်းမဟုတ်ဘူးတဲ့ဘာမှမဟုတ်တဲ့အဓိကငါအိတ်နေလို့မင်းနိုင်သွားတာတဲ့ဘသူကပြောတာလဲယုံကပြောတာနော်သူလည်းသူ့အတွေးနဲ့သူနော်အဓိကငါအိတ်နေလို့မင်းနိုင်သွားတာဟုတ်တယ်လေတဲ့မင်းစဉ်းစားကြည့်တယ်ငါသာမအိတ်ရင်နဲ့မင်းမမင်းတရွေ့ရွေ့ပဲသွားသွားဇွဲနဲ့ပဲသွားသွားဝရိယနဲ့ပဲသွားသွားငါသာမအိတ်ရင်မင်းရှုံးနေတယ်။မဲ၊ तू ကလည်းနည်းနည်းမှမလျှော့ဘူး။ယုံကလည်းနည်းနည်းမှမလျှော့ဘူး။နော် เนาะငါသာမအိပ်ရင်မိမမင်းဘလောက်စူးစမ်းစူးစမ်းမင်းပန်းနိုင် ရောက်ရောက်မှာမဟုတ်ငါပထမဆုံးရောက်ငါအိပ်နေလို့သာငါအိပ်နေလို့သာမင်းနိုင်သွားအဲ့ဒီတော့အဲ့တော့မင်းရဲ့အောင်မြင်မှုကငါအိပ်နေတလောက်ပဲရှိပါတယ်ကွာမယ်အဲ့တော့လက်ကလေးကိုသွားပြီးတော့စိန်ခေါ်တာပေါ့မင်းရဲ့အောင်မြင်မှုကငါအိပ်နေတလောက်ပဲရှိတယ်မင်းရတဲ့ဆုလက်ဆိုတာငါအိပ်နေတလောက်ပဲရှိတယ် ဲ့တော့မင်းရဲ့အောင်မြင်မှုဆိုတာငါအိတ်နေလို့ပါကွာငါအိတ်နေလို့မင်းနိုင်သွားတာပါကွာအဲ့တော့ကဲမကြင်နိုင်ဘူးမင်းနဲ့ငါနဲ့ထပ်ပြီးတော့ပြိုင်မယ်မင်းနဲ့ငါနဲ့ထပ်ပြီးတော့ရှင်းပြိုင်မယ်ဒီတစ်ခါတော့ငါအိတ်မယ်လို့မထင်နဲ့တော့อืมမင်းမရတော့ဘူးအဲအဲ့တော့ယုံအဲလက်ကဘာပြောလဲဆိုတော့ဒီမှာကိုယုံကြီးเนาะယုံနဲ့လက်အပြေးပြိုင်နေဆိုတာအားလုံးသိပြီးသားเนาะအားလုံးကလည်းကြားဘူးပြီးသား ဒီပုံကြီးကရိုးနေပြီဒီစတိုရီကရိုးနေပြီဒီကတမိုင်းမှာကြံခဲ့ပြီအဲ့တော့အခုမှယုံနဲ့လေးအပြည့်ပြိုင်မယ်ဆိုလူတွေကစိတ်ဝင်စားမှာမဟုတ်တော့ဘူးအဲ့တော့အထူးဆန်းလေးဖြစ်သွားအောင်ခမားနဲ့ကြုံနေဒီတခါရေကူးပြန်ကြရအောင်မနေ့ကရေကူးပြန်ကြမယ်ခမားနဲ့ကြုံပြိုင်မလားဆိုပြီးတော့လိတ်ကစိန်ခေါ်လိုက်တယ်ကဲယုံကြီးကဘာပြောမယ်လို့ထင်လဲနော်တာပြီနော်မပြိုင်ခင်ကတည်းကရှုံးပြီလေ ဟုတ်တယ်ယုံကရည်ရဲပဲစင်းရဲမယ်အဲ့ဒီတော့အဲပြောချင်တာကအဓိကပါလဲဆိုတော့သူ့နယ်ပဲနဲ့သူဆရာကြီးပဲဟုတ်ပြီနော်ယုံကလက်ကိုကုန်းပေါ်မှာပြိုင်မှုစင်ခေါ်တယ်ဘာဖြစ်လို့ကုန်းပေါ်မှာပြိုင်မှုစင်ခေါ်လဲသူပိုင်တဲ့နယ်ပဲမဟုတ်လို့သူပိုင်တဲ့နယ်ပဲကိုဟိုဘက်ကလက်ကိုစင်ခေါ်တယ်အဲ့မှာလက်ကလည်းမလိုက်သွားဘူးလိုအပ်တယ်လိုက်သွားရင်ဒါသူ့ကိုသူကြိုးကွင်းဆွတ်တာပဲ ရှုံပွဲတဲ့သူဝင်တာပဲရန်သူရဲ့ဖျားယောင်းမှုတဲ့သူဝင်တာပဲเนาะအဲ့တော့တစ်ဖက်ရန်သူရဲ့အားတာချက်ကွင်းတဲ့ကိုမဝင်ဖို့လိုအပ်တယ်ကိုယ့်ရဲ့အားတာချက်နယ်တဲ့ကိုရန်သူပြန်ပြီးဖိတ်ခေါ်อ่ะအဲ့တော့လက်ကအပြေးပြိုင်မယ်လို့ပြောတဲ့ယုံကိုလက်မခံဘူးဘာလို့ပြန်ပြီးတော့သူ့အစင်ခေါ်လိုက်လဲခမရတတိရှိမယ်ဆိုလို့ရှိရင်ထပ်ပြိုင်ခြင်းနဲ့ဆိုလို့ရှိရင်ကျုံနဲ့ရေကူးပြိုင်မယ် မောရေကူးပြန်ရဲလာလို့မေး။ तू ပိုင်တဲ့နယ်ပယ်မှာ तू ပြန်ပြီးတော့စိန်ခေါ်တာ။ဟုတ်ပြီနော်။ဟုတ်တယ်။ကုန်းပေါ်မှာပြန်ရင်တော့ယုံနိုင်လိမ့်မယ်။ဒါပေမဲ့ရေထဲမှာပြန်ရင်တော့လက်ကနိုင်။ဘာကွာလို့လဲဆိုနေရနယ်ပယ်မကွာမတူလို့ဟုတ်ပြီနော်။နေရမတူလို့နယ်ပယ်မတူလို့အဲ့တော့ခမရရေထဲမှာဆိုရင်ခမရမပြန်ရဲပါဘူး။ အဲ့လိုပဲပေါ့ဂုံးပေါ်မှာဆိုရင်ကြုံလဲခမရအောင်မရှင်နိုင်ဘူးဂုံးပေါ်မှာဆိုရင်ခမရအောင်ကြုံမရှင်နိုင်အဲ့လိုပဲရေထဲမှာဆိုရင်ခမရကြုံကိုရှင်နိုင်မှာမဟုတ်ဘူးအဲ့တော့ခမည်းနဲ့ကျုံနေဘသူဘသူမှမတော်ဘူးခမည်းလည်းခမည်းနေမှာခမည်းဆရာကြီးပဲကျုပ်ကလည်းကျုံနေမှာကျုပ်ဆရာကြီးပဲဟုတ်တယ်မလားမတူတဲ့နယ်ပယ်ကအရေးချင်းတွေပြိုင်နေရလကားပဲလေဟုတ်တယ်မလားအဲ့လိုမျိုးဖြစ်တယ်အဲ့တော့တချို့ လိတ်လိုမျိုးတချို့လိတ်ကလေးတွေရှိတယ်ပေါ့နော်အဲဥမာဗာလဲဆိုတော့တချို့လိတ်တွေစိတ်တက်ကြနေတာတွေရှိတယ်ယုံမင်းကဘာဖြစ်လို့မြန်တာလဲတမင်နေကဘာဖြစ်လို့အပြေးမြန်တာလဲမြင်းနေကဘာကြောင့်အပြေးမြန်တာလဲငါတို့ကဘာကြောင့်နှေးကွေးတာလဲဆိုပြီးတော့တချို့လိတ်တွေက သူ့ရဲ့နှေးကွေးမှုပေါ်မှာပဲကြည့်ပြီးတော့စိတ်တက်ကြနေတဲ့သူတွေရှိတယ်သူများရဲ့နေပယ်ကဟာယူ သူများရဲ့ကျွမ်းကျင်မှုကိုတွားကြည့်ပြီးတော့ကိုကိုကိုစိတ်တက်ကြတယ်။တဘာဝဘာကြောင့်ငါ့ကိုနှီးပေးထားရတာလဲ။မတရားဘူးလောကကြီးက။တို့ကြတော့ညံနေငါကြတော့နှီးတယ်။ဒီလိုမျိုးသူကရှောက်တွေ့တယ်။အတွေးလေးနည်းနည်းလွဲနေရလို့ခေါ်တယ်။တကယ်တော့ तू ကသူ့အားသာချက်ကို तू ကြည့်ဖို့လိုအပ်တယ်။ तू အားသာချက်ကဘာဖြစ်လဲ။ရေထဲမှာအကောင်းဆုံးကူးခတ်သွားလာနိုင်တယ်။ရေတွေငုံနိုင်တယ်။ရေထဲမှာကြာရင်နေနိုင်တယ်။ခုနကပြောတဲ့သမင်းလေးနော်မြင်းလေးယုံလေးဘာလဲဆိုတာရေထဲမှာဆိုလို့ရှိရင်တို့ဟာ เนาะကိုယ်နဲ့ရှင်ပြီးဆိုရင်သူငယ်တန်းဆင်းတော့တော့ရှိတာမဟုတ်ဘူးရေထဲတော့မှเนาะရက်ကန်ရက်ကန်နဲ့ဖြစ်နေမဲ့လူတွေအဲ့တော့ပြောချင်တာဒီဒီရမဲဆိုရေတော့အားလုံးပဲเนาะသူများရဲ့နယ်ပယ်မှာ သူများတွေအားတာနေတာကိုလိုက်မကြည့်နေနဲ့ကိုယ်နယ်ပယ်ကိုကြည့်ကိုအားတာချက်ကိုပဲကိုရှာသူများတွေတော်လာကိုကြည့်ပြီးကိုမတော်လာပဲပြန်ကြည့်နေရင်အဲ့ဒီသူကတက်တက်မတ်အဲစိတ်ဆင်းရဲနေမှာစိတ်တက်တီကြနေမှာဖြစ်တယ်เนาะဒါကြောင့် သူများတော်တာတွေလိုက်မကြည့်နဲ့ငါဘာတော်တယ်လဲဆိုတာပဲကြည့်သူများရဲ့ skill တွေကိုလိုက်မကြည့်နဲ့ကိုယ့် skill ကဘာလဲဆိုတာကိုကြည့်ဟုတ်ပြီနော်အဲ့ဒါအရေးကြီးတယ်လူဟာသူ့ကျွမ်းကျင်မှုနဲ့သူဖြစ်ဖြစ်ပါတယ်နော်ကိုယ်ကျွမ်းကျင်မှုကိုကြည့်သူများကျွမ်းကျင်မှုကိုလိုက်မကြည့်နဲ့ကျွမ်းကျင်ရလိမ်မာဆိုတဲ့စကားလေးရှိတယ်ကျွမ်းကျင်တဲ့သူကတော့သူ့နေရာမှာသူကဆရာပဲအားလုံးအပြန်ပြန်လည်လေးစားဖို့လိုတယ်ယုံကလည်းလက်ကိုလေးစားရမှာပဲလက်ကလည်းယုံကိုလေးစားရမှာ ပြိုင်ဘက်တွေမဟုတ်ဘာကြောင့်လဲနေပဲမတူလို့ V မတူလို့ဟုတ်ပြီနော်အဲဒါအဲ့တော့ကိုကရေမာနေမာလားဂုံးမာနေမာလားလေမာလေမာလားဆိုတော့ကိုရဲ့နေရနေပဲကျင်လဲကျဆားရနေရကိုကိုယ်တိုင်ရွေးရွေးပြီးရင်ဘာလို့မလဲအဲ့ဒီမှာကိုက professional တယောက်ဖြစ်အောင် champion တယောက်ဖြစ်အောင်ဆရာတစ်ပါးဖြစ်အောင်ဆရာတစ်စုဖြစ်အောင်တော်တဲ့သူတယောက်ဖြစ်အောင်အဲ့ဒီနေပဲမှာစူးစမ်းကျွမ်းကျင်မှုတွေတယောက်နဲ့တယောက်မတူပါဘူးနော်အခုဒီရမိတ်ဆွေတွေလည်းအဲ ဥပမာပြောတာပါနော်ကျွန်တော်ကတော်ပြီဒီရမိတ်ဆွေတွေကမတော်ဘူးအဲ့လိုမဟုတ်ဘူးဒီရမိတ်ဆွေတွေလည်းကျွန်တော်တက်တော်တဲ့သူတွေအများကြီးပဲကျွန်တော်မလုံနိုင်တဲ့အရာတွေလုံနိုင်တဲ့သူတွေဒီ live မှာကြည့်နေတဲ့သူတွေထဲမှာအများကြီးပဲရှိတယ်ဘသူဘသူမှမတော်ဘူးအားလုံးကသူ့ဆိုင်ရာဆိုင်ရာ နေပယ်မှာနော်ကျန်လေချက်စားနေကြတဲ့အားလုံး professional တွေကြီးပဲဖြစ်တယ်ဒီလိုမျိုးတွေ့ပါနော်အဲ့တော့ကိုကတကယ်လို့ late ဖြစ်နေရင်ဘာကြောင့်နှီးနေသလဲဆိုတာကိုကိုနှီးနေတဲ့အရာကိုမကြည့်နဲ့ ဘာကြည့်ကိုရေကူးနိုင်တာကိုကြည့်ယုံဆိုလို့ရှိရင်လည်းဒီတိုင်းပဲကိုကယုံကြီးဆိုပါစို့နော်လိမ့်မှာလိမ့်နေရမှာလည်းပြန်ဝင်ခန်းစားကြည့်မယ်ယုံနေရမှာလည်းပြန်ပြီးဝင်ကြည့်ကြည့်ကိုကယုံဖြစ်နေတဲ့အခါမှာလည်းငါတို့ကအပြင်းမြန်နေကွာလိမ့်တရားအလကားဟုတ်ပြီနော်ဒီလိမ့်တရားနှေးကောင်းနေနှေးကွေးတဲ့ကောင်းနေနော်အဲအဲ့လိုမျိုးသူများသွားနှိမ်စရာမလိုဘာကြောင့်လဲသူကရေကူးတက်တယ်ကို့ထက်ရေအများကြီးကူးတက်တယ်သူကို့ထက်ရေငုတ်ကျွမ်းကျင်တယ်သူ ပြောချင်တာလေသူများရဲ့အားနည်းချက်ကိုကြည့်ပြီးတော့မနှိမ်နဲ့သူ့မှာအားသာချက်တွေရှိတယ်ဟုတ်ပြီနော်ကို့မှာလည်းအားနည်းချက်တွေရှိတာပဲကိုကကိုကိုငါအပြင်းမြန်တဲ့ကောင်ကွာဆိုပြီးတော့လာဂုံယူနေတာရေကူးတက်လားဆိုတာကြတော့ तू မကူးတက်ဘူးသူ့ရဲ့အားနည်းချက်ကို तू မေ့နေပြီသူ့ရဲ့အားသာချက်ပေါ်မှာပဲမာမာနတွေကြီးနေလို့မရဘူးဟုတ်ပြီနော်အဲ့တော့ကိုကယုံလားလိတ်လား ဒါကိုတိဖို့လိုရတယ်။နော်အားနေချက်ရှိရင်တော့အားနေချက်ရှိရင်တော့ကိုအားနေနေတဲ့အချက်ကိုပြင်ရမှာလားဆိုပြင်လို့ရတဲ့အားနေချက်တွေရှိသလိုပြင်လို့မရဘဲနဲ့လက်ခံရမယ့်အားနေချက်တွေလည်းရှိတယ်။နော်ဒါဝင်းရွရွလေးမေးထားတာလေး။နော်ဥမာကိုကခုနပြောတဲ့လက်ကသွားတာနှေးနေတယ်။ဒါသူ့ရဲ့အားနေချက်ပေါ့။ဒါအားနေချက်လို့သတ်မှတ်တာပေါ့။အဲ့လိုက်ယူသွားအားသာချက်ပြောင်းမြင်အောင်သူက ဒါတဘာဝပေးထားလို့ဆိုတာနှေးတယ်ဆိုရင်ပေးထားပြီးသားပဲအဲ့ဒါယူသူမြင်အောင်လုပ်လို့မရဘူး तू အားတန်တဲ့နေရာမှာပဲအားတန်အောင်လုပ်အောင်ကိုယ့်ရဲ့ strength ဖြစ်အောင်ပဲအားတန်အောင်လုပ်အောင်ပါเนาะတချို့အရာတွေကကျွန်တော်တို့ဟိုပြုပြင်လို့မရတဲ့အားနည်းချက်တွေလည်းရှိတယ်ဒါပေမဲ့လက်ခံရမယ်ပြင်လို့မရပြီမဲ့လက်ခံရမယ်အားနည်းချက်တွေရှိတယ်ဟုတ်ပြီเนาะဆိုတော့ဒါလေးတွေကတော့တကယ်ကိုလိုအပ်တဲ့အပိုင်းဖြစ်ပါတယ်။နောက်ဒီနေ့ live မှာယုံနဲ့လေးရဲ့ခစ်တစ် story လေးဒီကနေတွေးခေါ်လေးတွေရသွားလိမ့်မယ် တည်ထားဖို့ဟာကြွန့်ကျင်မှုတွေမတူအခုလိုဗီဒီယိုလေးတွေကိုအမြဲအားပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားဖို့အတွက်ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်